င်္ဂလာပါရှင်ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့မြန်မာလုံသား190ကျော်တောင်ကိုရီးယားနိုင်ငံသူဆေးလုတဲ့သတင်းဖြစ်ပါတယ်တောင်ကိုရီးယားနိုင်ငံကိုအစိုးရပြည်ပအလုပ်ကန်အေဂျင်စီ POE ကတစဉ် EPS အနေနဲ့မြန်မာလုံသား193ယောက်ဆေးလုခဲ့တယ်လို့စိုးမျိုးရှိမြန်မာသံရုံးကထုတ်ပြန်ပါတယ်ဒီလိုဆေးလုရမှာပြီးခဲ့တဲ့အောက်တိုဘာ28ရက်ကစိုက်ပျိုးရေးလုံသားတစ်12ယောက်စားလုရေးလုံသားတစ်9ယောက်ဝန်ဆောင်မှုလုံသားတစ်13ယောက် re-entry လုံသား12ယောက် စစ်စုပေါင်းလုံသား46ယောက်ကိုကိုရီးယားလေကြောင်းလိုင်းခီးစင်းနဲ့ဆေးလွတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင်အော်တိုဘာ29ရက်ကလည်းကုန်ထုတ်လုံသား149ယောက်ကိုမြန်မာမျိုးသားလေကြောင်းလိုင်းခီးစင်းနဲ့ဆေးလွတ်ခဲ့တာဖြစ်ပြီးနှစ်ရက်အတွင်းစစ်စုပေါင်းမြန်မာလုံသား193ယောက်ကိုတောင်ကိုရီးယားနိုင်ငံကိုဆေးလွတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အောက်တိုဘာ20ရက်ကစပြီးတန်ကိုရီးယားနိုင်ငံကိုအသေရောက်ရှိလာတဲ့မြန်မာအလုပ်သမားတွေကိုအင်ချုံပြပြဆိုင်ရာလေးစိတ်ဆက်ရောက်ချိန်မှာနာမည်ကပြားတွေတက်ဆင်စီမှာဖြစ်တယ်လို့လဲစုမျိုးရှိမြန်မာတန်ရုံကထုတ်ပြန်ထားကြောင်းသိရပါပါတယ်ရှင်။